ဒီတစ်ပတ်ထဲမှာအသင်းနဲ့လေ့ကျင့်ကမ်းပြန်ဆင်းမယ်ဆိုတော့အာဂျင်တီးနားလူမကြီးအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အားလုံးကိုပြန်လေးကြိုးစို့ပါရီအာဂျင်တီးနားလူမကြီးလို့ပြောမလားနဘေပြောင်းတားတက်သမားကြီးလို့ပဲခေါ်မလားလီဇန်ဒိုမာရီနက်စ်ကတော့အသင်းနဲ့အတူတူပြန်လဲပူပေါင်းသွားဖို့ရှိနေပါရီမာရီနက်စ်ကတော့ဒရယဝဒနာအကြောင်းပြီးကြတဲ့ရာသီကလေးက United ရဲ့ပွဲစဉ်တွေကိုကာလာကြာရှည်လွဲကြော်ထားသူဖြစ်ပါရီမာရီနက်စ်တယောက် United အတွက်နောက်ဆုံးကစားပေးသွားခဲ့တဲ့ပွဲစဉ်ဟာပြီးကြတဲ့ဖေဖော်ဝါရီလတုန်းကဖြစ်ပြီးတော့ United တို့ပဲလေးစ်ကို2-0ပြန်နဲ့ရှုံးနေခဲ့တဲ့ပွဲဖြစ်ပါရီ ဒီဘက်မှာတော့ Marines တယောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီးတော့လူစားလဲခဲ့ရတာပေါ့။အဲဒီနောက်ပိုင်းကစပြီးတော့ Marines က United အတွက်ပွဲပြန်မကစားပေးနိုင်တော့ပါဘူး။ Marines ရဲ့ဒဏ်ရာကပြင်းထန်အယူဒဏ်ရာဖြစ်တာကြောင့်ပွဲပြန်ကစားဖို့တတော်ကြာတယ်လို့ဒဏ်ရာကနေပြန်လဲတက်တာလာဖို့လေအချိန်ကြာကြီးစောင့်နေခဲ့ရတာပေါ့။ Marines ပြန်ကောင်းတော့မယ်ကောင်းတော့မယ်တဲ့င်းနေထွက်နေပြီမြေတကယ်တမ်းတော့ပြန်ကောင်းဖို့အချိန်တော်ကြာကိုယူနေရတာပါ။ Marines ရဲ့ကစားဘုံကကြမ်းတမ်းတာကြောင့်လေမကြကနာဆိုလိုပဲတင်ရရရရှိနေကြတာပါ။တင်းနေရဲ့ဆိုရတော့ Marines ကဒီဘက်ထဲမှာပဲ United နဲ့တူတူပြန်ပြီးတော့ လေ့ကျင့်ခန်းဆင်းနိုင်တော့မှာဖြစ်ပါလိမ့်။ Brighton တမမို့ Northern Forest အသင်းအနေနဲ့ပွဲမှာ United အတွက်ပြန်ကစားပေးဖို့ Argentina သားကပြင်မှတ်ထားနေကြတာပေါ့။ Marines နေရာရောက်နေပြီမဲ့ United ရဲ့ဗိုလ်ခန်းစစ်မှာ Royo, Dele, Maguire, Heaven, Mazraoui တို့ရှိနေလို့အရန်ကြီးလက်ဟာမသွားပါဘူး။လက်ရှိမှာတော့ Marines ပြန်လာနိုင်တော့မှာမလို့ United ရဲ့ခန်းစစ်ပိုင်းအတွက်အင်အားတစ်ခုတိုးလာတော့မှာပါ Marines ကတော့ခန်းစစ်ပိုင်းဆွမ်းကြီးကောင်းလို့တိုက်စစ်ထိပါလိုက်ပါပြီးဂိုးတင်တာတွေဖြတ်တင်ပေးပို့မှုတွေနဲ့ဂိုးဖန်တီးတာတွေပါပြုလုပ်ပေးနိုင်ပါတယ် ဒီကနေ့ရတဲ့ဆမ်ကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါခင်ဗျာ